အပိုင်း2049ရဲ့အဆောင်မှာတော့လူဖီကမိုမိုနိုဆုကဲကိုအတင်းပြန်ခိုင်းနေပေမယ့်မိုမိုနိုဆုကဲကတော့သူကလုံးဝပြန်မှုမဖြစ်ဘူးဆိုပြီးညှင်းဆန်နေပါတယ်။အကြောင်းကတော့သူ့အနေနဲ့အမြင့်ကျောက်တက်တဲ့ယောဂါရှိပြီးသူပြန်တမ်းမှုစူးစမ်းလိုက်တိုင်းခေါင်းတွေကရေးရဲမှုလာတယ်လို့ပါ။လူဖီကတော့အခုချိန်ထိအသက်ကြီးလာပေမယ့်အမြင့်ကျောက်နေတော့မေးလားဆိုပြီးမိုမိုနိုဆုကဲကိုပြစ်တင်နေပါတယ်။ဒါကြောင့်မိုမိုနိုဆုကဲလည်းအမြင့်ကျောက်တက်တဲ့ယောဂါကဆာမူရိုင်းမျိုးရိုးဖြစ်တိုင်းမရှိရဘူးလားဆိုပြီးပြန်ပတ်နေကြပါနောက်ပြီးအခုချိန်နေပြန်တမ်းမှုဖြစ်နိုင်တာကြောင့်နောက်မှပဲဆိုကလူဖီရဲ့တောင်းဆိုမှုကိုအတင်းကန်ညှင်းဆန်နေပါရီ အိမ်နောက်မှာတော့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စကားများကုန်ကြပြီးဒါကိုကြည့်နေတဲ့ဘေးကလူတွေကလည်းစိတ်ပြတ်ကုန်ကြပါရီလူဗီကမမနိုစုကဲကိုတကယ်လို့သာဂိုက်တိုကိုဒီတိုင်းလွတ်ထားမယ်ဆိုရင်ဝါနူတိုင်းမိတစ်ခုလုံးဒုက္ခရောက်သွားမယ်ဆိုပြီးမမနိုစုကဲရဲ့မျက်ခွန်တွေကိုဆွဲလန်ပြီးအတင်းပြန်တန်းခိုင်းနေပါရီနောက်တစ်ခါမှတော့တယောက်နဲ့တယောက်အသေးတန်တိုက်ခိုက်နေကြတဲ့ဒါဖာနယောက်ရဲ့တိုက်ပွဲကိုပြသထားပါရီသူတို့ကတယောက်နဲ့တယောက်မိုးကြိုးရှစ်ပါအကွက်နဲ့ခုတ်ချလိုက်ပြီးအဆုံးသတ်ဖို့ကြိုးစားနေရပါဒီလိုနဲ့တိုက်ခိုက်မှုအပြီးမှာတော့အိုနီဂါရှီမာကျွန်းရဲ့ကောင်းကင်ရံတစ်ခုလုံးပေါ်မှာအကြီးစားပောက်ကွဲမှုကြီးဖြစ်ပွားသွားခဲ့ပါရီ ဲ့ဒီအချိန်မှာမထင်မှတ်ဖဲဂိုက်ရိုရဲ့ခေါင်းပေါ်ကနေသွေးတွေကစီးကျလာခဲ့ပြီးဒါကိုမြင်တော့ဂိုက်ရိုတယောက်ရာမာတို့ရဲ့တံမာမှုကိုသဘောပေါက်သွားပါတယ်တဖက်မှာလည်းရာမာတို့ကသူ့ရဲ့ရေခဲအကာအကွယ်ကိုခွာချလိုက်ပြီးချက်ချင်းပဲအပေါ်ဘက်ကိုတက်သွားကဟောလုဂလေးစီယာ slash တိုက်ကွန်းနဲ့ပြန်လည်စဉ်းသလာပြီးရိုက်ချလိုက်တာကြောင့်ဂိုက်ရိုတယောက်မြေကြီးနဲ့မျက်နှာနဲ့မိတ်ဆက်သွားရပါတယ်ဒီလိုနဲ့လဲကျသွားတဲ့ဖေးဖြစ်သူဂိုက်ရိုကိုရာမာတို့တယောက်ကြည့်နေရင်သူ့ရဲ့အောင်မြင်မှုအတွက်ဝမ်းသာနေကြတာပါအဲဒီအချိန်မှထိမှဖဲဂိုက်ရိုကလည်းလဲကျရာကနေပြန်ထလာခဲ့ပြီး မင်းကတော်တော်လေးကိုပဲအိုရန်လိုမျိုးတံမာတဲ့ကောင်မျိုးပဲဆိုပြီးသူ့ကိုစိန်ခေါ်နေရပဲဆိုတာအတီတိုက်ဖို့ပြင်ဆင်လိုက်ပါရီပြင်းထန်တဲ့ဟာကီစွမ်းအားတွေကိုခံစားလိုက်ရတဲ့အချိန်မှာရာမာတူကတိုက်ပွဲကိုရပ်ဖို့တောင်းဆိုနေပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီအကြောင်းကတော့ဂိုက်ရီရဲ့ဒေါသတွေကပုံမှန်ထက်ပိုဆိုးရွားလာပြီးလူသားသားရဲ့အသွင်ကိုစင်ကဲပြောင်းလဲခြင်းဆိုတဲ့နောက်ထပ်ဆင့်ကိုရရှိသွားခဲ့လို့ပါဒီလိုနဲ့ဂိုက်ရီကသူ့ရဲ့ဒီမုတ်ထဲကိုအနောက်ရောက်သားရဲ့ဟာကီစွမ်းနီကိုစီးစင်းစေပြီးတစ်ချက်ပြီးတစ်ချက်ရာမာတူဘော်ထုတ်ရိုက်နေပါတော့တယ် ။တခြားမှာတော့အကာအကွယ်လွတ်သွားတဲ့ဂိုင်တွေကိုရာမာတို့ကတင်းမုံနဲ့မေးယူတဲ့တဲ့ကိုအားနဲ့လွှဲချရိုက်ပစ်လိုက်ပါရီ။ဒါကြောင့်ဂိုင်တို့လည်းပါဇက်တီပါရွေးဆောင်သွားခဲ့ပြီးသတိလေးသလိုတော်မှဖြစ်သွားပါရီ။သူကချက်ချင်းပဲအသေးစိတ်ကိုပြန်ထိန်လိုက်ပြီးရာမာတို့ကိုမင်းမတကယ်စိတ်မှန်တဲ့ငွေချင်းတယောက်မှမရှိတော့ဘူးဆိုကအဓိကစိတ်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းအရာအချို့ကိုပြန်ဆွာပေးလိုက်ပါရီ။အဲဒီတော့ကမင်းနေနဲ့ဂျုံကိုပတ်ပြေးလိုက်ခေါင်းမိုးတွေပေါ်မှာရှောက်သွားလိုက်လို့နေရင်တယောက်မှမင်းမမှမရှိတဲ့ခံစားချက်ကိုမှတ်မိသေးလားလို့ဆိုပါရီ ဒါကိုကြတော့ယာမာတိုတရားကိုခဏတာဆုံးရသွားခဲ့တယ်လို့တစ်ဆက်သေးမှပဲ if နဲ့တွဲဆုံခဲ့ဘူးတဲ့အချိန်တွေကိုပြန်သတိရသွားခဲ့ပါလိမ့်။အဲဒီတော့ကယာမာတိုတရား is ကိုစာရွက်တစ်ခုထုတ်ပေးခဲ့ပြီးသူက is ကိုဒါကသူနဲ့ is ပြန်ဆုံစည်းဝင်ပေးနိုင်မယ် viva ကဖြစ်ကြောင်းရှင်းပြနေခဲ့တာပါ။ဒါပေမဲ့အရာအလုံးက is ရဲ့တည်ဆုံမှုနဲ့အတူပြစည်းသွားခဲ့ပြီးသူမရဲ့အိမ်မက်တွေကလည်းတစားစီကြိုးကြည့်ပြစည်းသွားခဲ့ရပါလိမ့်။ဒါကိုရိမ့်မိတဲ့ Kaido ကမင်းဘလို့ပဲစူးစမ်းစူးစမ်းနောက်ဆုံးတော့မင်းပေါ်ကောင်းခဲ့တဲ့လူတွေအကုန်လုံးငါရဲ့လက်ချက်နဲ့မဟုတ်ရင်တော့တခြားကောင်တွေလက်ချက်နဲ့အကုန်မာလကီးရောက်ကုန်တာပဲမှလားဆိုပြီးထပြောလိုက်ပါလိမ့်။ ဒါကြောင့်ရာမာတူတယောက်ပြောစရာစကားလုံးတွေပျောက်ရှာသွားခဲ့ရပါတော့တယ်။နောက်တစ်ခါမှာတော့ရန်အီလွန်းနဲ့ဆောင်းရသည့်ကာလာတစ်ခုကိုရောက်ရှိချိန်ဝါနူတိုင်းမြေတနေရာမှာရာမာတူတယောက်ဆာလာမှုထံကိုအကြီးကျယ်ခန်းစားနေရပါတယ်။အဲဒီချိန်ယုတ်တရက်လူတရားရဲ့ခြေတံကိုကြားလိုက်ရပြီးအဲဒီလူကသူ့ကိုအော်ဂျီမင်းသမီးလေးကဗိုက်စာနေပုံပဲဆိုပြီးလမ်းပြလိုက်ပါတယ်။အဲဒီနောက်မှာတော့လူစိန်ကသူ့မှာပါလာတဲ့ရင်းကြီးသမင်းလုံးတို့ကိုရာမာတူကိုခြာကျွေးပါတယ်။ဒါကြောင့်ရာမာတူကလည်းရန်ကုန်ကျေးဇူးတင်သွားခဲ့ပြီးအစားအသောက်တွေအကုန်လုံးကိုအားရပါးရစားတော့ပြစ်လိုက်ကငိုကြွေးနေပါတော့တယ်။ ဒီလိုနဲ့နောက်တစ်ရက်မှာတော့သူမကိုအစာလာကျွေးတဲ့လူစိမ့်တက်သားကိုကိုင်ရိုကတည်တံပေးလိုက်ပါတယ်။ဒါကွေမြင်လိုက်ရတဲ့ရောင်မာတူတယောက်အစာပိုင်းမှာနားမနေနိုင်သလိုဖြစ်သွားခဲ့ပေမဲ့အဆောင်တချို့ရဲ့ပြောကြားချက်အရသူမကိုအစာစာထောက်ပံ့မိခဲ့တဲ့အတွက်တေဆုံးရကြောင်းကိုသဘောပေါက်သွားပါတယ်။လက်ရှိချိန်မှာတော့ရောင်မာတူကကိုင်ရိုကိုသူ့ဘက်မှာရှိတဲ့သူတွေအကုန်လုံးမှန်သမျှအကုန်လုံးတပ်ပစ်ခဲ့ရတဲ့အကြောင်းကအခုလိုမျိုးသူမရဲ့နာကျင်မှုတွေကပုံမကြီးထွားလာရတဲ့အကြောင်းရင်းလို့ရှင်းပြနေပါတယ်။ ဂိုင်ရိုကတော့သူ့အနေနဲ့ဖားခင်တရားရဲ့ဆုံးမမှုကိုခံယူရမယ့်ကလေးတယောက်ကိုဝိုင်းဖြတ်စည်းနေတဲ့ကောင်းလေးအကုန်လုံးကိုရှင်းပြလိုက်တာကဒါသမီးတယောက်ပေါ်ထားရှိတဲ့ဖားခင်တရားရဲ့မြင့်တာပဲလို့ဆိုပါရတယ်။ဒါကြောင့်မဲသူ့ရဲ့လုပ်ရက်တွေပေါ်ကိုလုံးဝနှောင့်နှားမရဘူးဆိုပြီးပြန်ပြောပါရတယ်။စကားဆုံးမှာတော့ဂိုင်ရိုလည်းသူ့ရဲ့ဒေါသတွေကိုထိမ့်မရတော့တဲ့အစုံရာမာဒိုစီကိုခုံဝင်သွားခဲ့ကဒင်းမုံနဲ့မြက်ခွက်ကိုအားရပါးရဆော်ထည့်လိုက်ပါရတယ်။တစက်ထဲမှာပဲလဲကြနေတဲ့ရာမာဒိုကိုဂိုင်ရိုကတစ်ချက်ပြီးတစ်ချက်အဆက်မပြတ်ရိုက်နှက်နေခဲ့ပြီးမကောင်းစွာတကောင်ရဲ့သားဖြစ်သူကမကောင်းစွာတကောင်ပဲဖြစ်လာရမယ်ဆိုတာအဆုံးမှနေခဲ့တာပါ။ ဲ့ဒီအချိန်တစ်ဖက်မှာတော့လူဖီတယောက်မမနိုစုကေရဲ့နှာခမ်းမွေးကိုဆွဲပြီးမင်းပြန်စမ်းပြန်စမ်းပြန်စမ်းဆိုပြီးတော့လိန်ဆွဲပြီးပြောနေပါတယ်နောက်ပြီးမင်းသားတကယ်လို့ဒီလုပ်ငန်းစဉ်ကိုကြာရှုံးခဲ့မယ်ဆိုရင်ငါတို့အကုန်လုံးခွေးဖြစ်ကုန်လိမ့်မယ်ဆိုပြီးတော့အတန်ကုန်ဟစ်နေတာပါဒီလိုနဲ့တစ်ချက်မှာတော့နာကျင်မှုတန်ကိုလုံးဝခံစားလို့မရတဲ့အစုံမိုမိုနိုစုကဲတယောက်အလိုလိုမြေမြေမကွာကြွားတက်လာပြီးမိုးဘော်ကိုပြန်တက်သွားပါ ಡಿ ဒါကိုသိလိုက်ရတဲ့လူဖီလည်းရန်ကိုဝန်တာသွားခဲ့ကအိုနီဂါရှိမာကိုအတူတူခြိတက်လိုက်ကြရအောင်ဆိုပြီးစက်တိုက်အမိန်ပေးပါ ಡಿ ဒါပေမဲ့မိုမိုနိုဆူကေကသူ့ရဲ့မျက်လုံးတွေကိုမိတ်ပြီးကတန်းကရန်ပြန်တန်းနေရကြောင်းလူဗီလည်းထိန်းချုပ်ရခန့်နေပါတယ်။ဒီလိုနဲ့မိုမိုနိုဆူကေတရဥတီချက်တွေစက်တိုက်မှားနေခဲ့တယ်လို့နောက်ဆုံးမှာတော့ဘယုတ်ဒုက္ခပုံစံနဲ့ပဲအယူကောင်းရဲ့မျက်လုံးတွင်းကိုဆင်းသက်ဖို့အတွက်အကြောင်းဖန်တာပါတယ်။တစ်ဖက်မှာလည်းဇိုရိုနဲ့ဂီနိုရဲ့တိုက်ပွဲကရန်ကိုပြင်းထန်နေတာပါ။အဲ့ဒီအချိန်ယုတ်တိရဲ့ရဲတပ်ရဲ့နေရန်ကအကွဲလာခဲ့ပြီးလူဗီနဲ့မိုမိုနိုဆူကေတို့နှစ်ယောက်ရောက်ရှိလာပါတယ်။လူဗီကမိုမိုနိုဆူကေကိုရက်လိုက်တော့ဆိုပြီးအော်နေခဲ့ပေမဲ့မိုမိုနိုဆူကေကတော့တွေးသမျှအရာအလုံးကိုဝင်တိုက်နေပါတယ်။ အဲဒီနောက်မှာတော့နှစ်ယောက်သားရဲတပ်ရဲ့နေရာအနှံပြားကိုထိုးဖောက်ဝင်ရောက်ပြီးဒါဘုံမြင်လိုက်ရတဲ့အချို့ကတော့ဂိုက်တိုတယောက်တောင်းကျက်နေပြီဆိုပြီးထင်ကထင်ကြီးပြနေပါတယ်တကယ်တော့ဒါကကိုက်တိုမဟုတ်ကြောင်းနဲ့ငကားတကောင်နဲ့တော့မှတိုင်ပတ်နေတဲ့သူတို့ရဲ့ဘဝတွေကိုနောက်ထပ်ငကားတကောင်ထပ်ဝင်လာရင်တော့သွားပါပြီဆိုပြီးသွေးပြက်ကုန်ပါလိမ့်။တဖက်မှာလည်းကိုက်တိုကတုံ့လုံလာတဲ့မြေပြင်ကိုခန်းစားမိပြီးဘင်မောင်တယောက်ထုံးစံတိုင်းတောင်းကျမ်းနေပြီပဲဆိုတာစိတ်ပြက်နေပါလိမ့်။အဲ့ဒါအပြင်ကမှဒီမိမကြီးကတခုခုဖြစ်လာပြီဆိုရင်မဆိုင်တဲ့ယာရီကိုပါဖျက်ဆီးတတ်တဲ့တောင်းကျင်ကြီးကိုအယမ်းမုန်းနေဆိုပြီးပြောနေပါလိမ့်။ အဲ့ဒီချိန်ယောရီရဲ့အောက်ဖက်ကနေပြန်တက်လာတဲ့မိုမိုနိုဆူကဲကိုမြင်လိုက်ရပြီးဂိုင်ဒိုတယောက်ကြောင်ကြည့်နေစင်မှာပဲယာမာဒိုက divisive net ကိုအသုံးပြုပါတိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်။ကစားတဲမှာပဲလူဖီကလည်းသူ့ရဲ့ gear force zone ကိုနိုးထားစေက snake man အတွင်နဲ့အပြင်းစားထိုးချက်ကိုမြေပြင်စီကိုပြစ်ထုတ်လိုက်ပါတယ်။ပြေထလုံးနဲ့ဆွမ်းအောင်တစ်ခုကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလည်းခိတပြနှမ်းသွားခဲ့ပြီးဂိုင်ဒိုလည်းဘလို့မှရှောင်တိမ်မရပဲရုပ်ပြက်စင်ပြက်အတိုက်ခိုက်ခံလိုက်ရကဇလန်လီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီ အပိုင်း1050ရဲ့အဆောင်မှာတော့ဂိုက်ဒိုတရားကိုလူဖီနဲ့ယာမာတိုရဲ့အပြင်းစားရိုက်ချက်တဲ့အတူဟိုးအဝေးကြီးကိုလွင်ထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့လူဖီနဲ့ယာမာတိုတို့နှစ်ယောက်သာအပြန်အလှန်နှုတ်ဆက်နေခဲ့ကြပြီးအသက်ရှင်ရပြန်ဆုံတွေ့ခွင့်ရတဲ့အတွက်ဝမ်းသာနေကြပါတယ်။လူဖီကယာမာတိုကိုအခုလိုမျိုးဂိုက်ဒိုရဲ့အနေအကနေကောင်းကောင်းကြီးတောင်းခံပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောနေပါတယ်။ဒါကိုကြတော့ယာမာတိုကသူလဲလူဖီကိုစောင့်နေရလို့ပြောတော့လူဖီကသူ့ဘိုက်စာနေတဲ့အတွက်ကြောင့်အချိန်နည်းနည်းနောက်ကျသွားခဲ့တာလို့ပြန်ပြောပါတယ်။ မမိုနိုဆူကေကလူဖီကိုခရီးတစ်လျှောက်လုံးစူးစမ်းပြန်တန်းလာရတဲ့အတွက်အရန်ပြန်မနေပြီဖြစ်ကြောင်းယင်ဖွင့်နေတာပါတဖက်မှာလည်းယာမာတူကယုဒိယမြင်တွေ့လိုက်ရတဲ့မမိုနိုဆူကေရဲ့ပုံစံကြောင့်မဟုတ်မလွဲရောမင်းလဲငါအဖေကိုင်တိုနဲ့အတူတူပဲလားဆိုတာအံ့ဩနေပါလိအဲ့ဒီချိန်အော်တန်ကြီးတစ်ခုကထွက်ပေါ်လာပြီးကိုင်တိုတယောက်လည်းကြာရာကနေပြန်ထလာပါလိဒါပြင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းငကားအတွင်ကိုပြောင်းလဲထားပြီးလူဖီကိုမင်းဘလို့လို့အသက်ရှင်နေသေးတာလဲလို့ဆိုတာမေးမြန်းနေကြတာပါ လူဝီကတော့ခက်တီတီနဲ့ငါလိုအကျော်တင်တဲ့ဓမြတယောက်ကမင်းလိုကောင်လက်ချက်လောက်နဲ့တီးစရာလားဆိုပြီးခက်ယွတ်ယွတ်အထာနဲ့ပြန်ဖြေပေးလိုက်ပါရီဒါပြင်လူဖီကသူ့ကိုသူပင်လယ်ဓမြဘရင်တယောက်ဖြစ်လာမဲ့သူဆိုပြီးထုံးစံအတိုင်းကြွေးကြော်နေပါတော့တယ်ဒါကြောင့်ဂိုင်တို့လည်းဒေါသထွက်သွားခဲ့ကမင်းလိုမလောက်လေးမလောက်စားကောင်ကငါလိုပင်လယ်အေဂရစ်တယောက်ရဲ့ရှေ့မှာအာလာချောင်းမနေနဲ့လို့အော်ပြောလိုက်ပါရီနောက်ပြီးတကဘာလုံးကလိုချင်နေတဲ့ one piece ကသူ့အတွက်ပဲဖြစ်ရမယ်လို့လည်းဆိုလိုက်ပါသေးတယ်ဂိုင်တို့ကငကားသွင်းပြောင်းလဲထားတဲ့မိုမိုနိုဆုကဲကိုကြည့်ရင်မင်းကဘယ်ကောင်လဲလို့ လူဖီကိုရောမင်းကိုတိုင်းပင်လယ်တွေကနေပြန်သွားခဲ့ခဲ့တာလားလို့မေးလိုက်ပါတယ်။ယုတ်တိရကြားလိုက်ရတဲ့မေကွန်အချို့ကြောင့်မိုမိုနိုဆုကဲလည်းကြောက်လန့်နေခဲ့ပြီးတခုံးမှပြန်မပြောနိုင်ဖြစ်နေခဲ့ပါတယ်။တစားထဲမှာပဲမိုမိုနိုဆုကဲတရားအတိတ်တုန်းကအကြောင်းအရာတွေကိုပြန်လည်မြင်အောင်လာခဲ့ကာနာဂျီစိတ်တွေကဖုံးမြဖိမြထွက်ပေါ်လာပါတယ်။ဒါကြောင့်သူကသူ့ကိုသူကာဇကီမိုမိုနိုဆုကဲဘာလို့ခင်းနေလဲရုပ်ရည်နေမိကကိုဇကီမိုမိုနိုဆုကဲလို့မိတ်ဆက်လိုက်ပြီးဝါနိုတိုင်းမီရဲ့ရှင်ဘီယံရှိုးကန်တရားဖြစ်လာမဲ့သူပဲလို့ကြွေးကြော်လိုက်ပါတယ်။ စကားဆုံးမှာတော့ဂိုင်ဒိုတယောက်ဘာမှပြန်မပြောနိုင်တော့တဲ့အထိအံ့ဩသွားခဲ့ကပတ်ဝန်းကျင်မှာရှိသမျှအရာအလုံးလဲခိတာတိတ်ဆိတ်လို့သွားပါတယ်။နောက်တစ်ခါမှာတော့ဘန်မြူရော်ရဲ့လက်ရှိအခြေအနေကိုပြသထားခဲ့တာပါ။အဲ့ဒီအချိန်ဘန်မြူရော်ရဲ့တနေရာမှာဟီယက်ဆုနဲ့အိုတိုကိုရုကရှောက်သွားနေပြီးအိုတိုကိုကိုပြောရလာလို့ဟီယက်ဆုကမင်းနေပါတယ်။လန်ဒန်နေရာရောက်မှာတော့အိုတိုကိုကသူမကင်ဆောင်ထားတဲ့အာတာပူစီမုံကိုတစ်ဖက်ကမီးပုံကြီးကိုကြည့်ပြီးအဖေလဲစားဆိုပြီးလှမ်းပြောပါတယ်။ဒါ့အပြင်မီးတော့ကြီးရဲ့လဲမှာရှိတဲ့ကောင်းကင်ဘုံကနေသူမတို့ကိုလှမ်းပြီးမြင်နေရတယ်မှလားလို့ဆိုကမင်းနေပါတော့တယ်။ ။ HSC ရဲ့တွေးထဲမှာတော့အိုတမားထွက်ခွာသွားချိန်တုန်းကအခိုက်အတန့်ကိုပြန်လည်မြင်အောင်လာခဲ့ပါရီ။အဲဒီတော့ကသူ့အနေနဲ့အိုတမားကိုတင်းမောစိတ်ကန်းရောက်တဲ့အထိအိုနီဂါရှိမာကိုထွက်မသွားဖို့အတွက်လိုက်လံတားဆီးခဲ့တာပါ။ဒါပေမဲ့အိုတမာလီကသူမအနေနဲ့တခုခုလုပ်ရမှာဆိုပြီးစင်ကြေမျိုးစုံပေးနေခဲ့တယ်လို့ဘေးမှာရှိတဲ့စပီနဲ့ဇေဆဲကလည်းမြောက်ထိုးပင်ကိုလုံနေတာကြောင့် HSC တယောက်အာမတန်မဲ့မန်ရှော့ပေးလိုက်ရပါတယ်။တကယ်တော့သူကဒီကိစ္စတွေအကုန်လုံးကိုအခုချိန်ထိမကြေမနက်ဖြစ်နေခဲ့တယ်လို့အိုတမာကိုလိုက်ရှာဖို့အတွက်လည်းအရန်ကိုခတ်ခဲတဲ့အတွက်လီလီလာလာတွေဖြစ်ကုန်တော့မှာဆိုတာစိုးရိမ်နေတာပါ။ အဲ့ဒီအချိန်တစ်ဖက်မှာလည်းထူးဆန်းတဲ့နဂါတော်ကောင်ရောက်ရှိလာတဲ့ဆိုတဲ့တဲ့ရင်ကအိုနီဂါရှိမာတစ်ခုလုံးကိုပြန့်နှံ့လုံနေပါတယ်။ဂွင်းကတော့သူရဲ့သခင်ကြီးကိုင်ရိုကိုတားဆီးနေတဲ့ကောင်ကယာမာတိုဆိုပြီးအန်အောနေခဲ့တာပါ။ဒါကြောင့်သူကတကယ်လို့သာတားဖားနှစ်ယောက်ရဲ့တိုက်ပွဲကဒီထက်ပိုပြင်းထန်လာမယ်ဆိုရင်အကုန်လုံးရီးရီဖြစ်ကုန်တော့မယ်ဆိုပြီးပြောနေပါတယ်။ဒီလိုနဲ့တရင်ချင်းညာတဲ့သူကအပြာရောင်နဂါဖြစ်တဲ့ကိုင်လိုရဲ့အရှိမမြင်တွေ့နေရတဲ့နဂါကပန်းရောင်နဂါတစ်ကောင်ဖြစ်ပြီးသူ့ရဲ့ကြောပေါ်မှာလေကောက်ရိုးထုတ်တဲ့မြလူဖီကိုတွေ့ရကြောင်ရှင်းပြနေပါသေးတယ် ပန်းရောင်နဂါကောင်ကအခုချိန်ထိဘသူပဲဝါဆိုတော့ကိုမသိရသေးပေမဲ့သူတို့သားရဲသမီးတွေအားလုံးရဲ့ရန်သူမန်းတော်တီချားတွေဆိုပြီးပြောနေပါတယ်။နောက်တစ်ခါမှတော့ဒူဟာသူ့အနေနဲ့ဒီတိုက်ပွဲကိုအနိုင်ယူရခြင်းကကြာဆုံးသွားတဲ့ရေးပေါ်ရီအပေါ်ကိုဂျေဇုဆက်ရှင်စိတ်တစ်ခုရဲ့အတွက်ကြောင့်ဆိုပြီးဂျက်ကိုရှင်းပြနေပါတယ်။တဖက်မှာလေကက်ပိုက်ပါကဘယ်ရိုစပယ်ရိုကိုလေဘင်းကနေဆွဲကင်မြောက်ထားရင်ဘယ်ရိုရဲ့တည်ဆုံမှုအတွက်ရောမင်းရောမင်းမိသားစုတို့ခုလုံးတန်ရာတန်ကြီးပြန်ပေးဆက်ရမယ်လို့ကြေငြာပါရီဂျက်ကတော့သူ့ကိုနဂါးရီကမိုးချိုးတိမ်တိုက်တွေကိုယူဆောင်လာတဲ့အတွက်ဒီညတော့မင်းတို့ရဲ့စုတောင်းနေပြီးတော့မှမဟုတ်ဘူးဆိုပြီးပြောနေပါရီ ဒါပြင်လိုင်းရဲစွာကတဖြည်းဖြည်းညော်နေလာတာနဲ့အများစူလောင်းပုံစံကအသုံးပြုအခက်ခဲလာမှာဖြစ်တဲ့အတွက်ဒူဒေါ့စ်တုံးကိုတေးရောက်မှာကမင်းကိုယ်တိုင်ပြန်ဖြစ်သွားပြီလို့ဆိုပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းကက်ပိုက်ပါကသူ့ရဲ့အသွင်ကိုတဖြည်းဖြည်းပြန်ပြောင်းသွားခဲ့ပြီးဘယ်ရူစ်ဘယ်ရူရဲ့တကြားစူးညောင်းနေကြောင်းတိုက်ခိုက်ခံလိုက်ရပါသူကနာကျင်စွာနဲ့မြေကြီးပေါ်လဲကျသွားပါတယ်။ဘယ်ရူစ်ဘယ်ရူကတော့ပျောက်ွယ်သွားတဲ့လာဘော်ဘော်ပြစ်မတင်မှုနဲ့တကယ်တမ်းကျတော့ခမားထက်ပိုပြီးကံကောင်းနေတာကကျုပ်ပဲဆိုတာကက်ပိုက်ပါကိုလောင်ရင်နေပါတယ်။ အဲ့နောက်မှာတော့သူကကြားလုံးထုတ်တန်ကြီးကိုပစိုင်တွင်ပြောင်းလဲလိုက်ပြီးကပ်ပိုက်ပါကိုဆုံးသက်ဖို့အတွက်ပြင်ဆင်နေပါတော့တယ်။ဂိုက်တိုကမမနိုဆုကဲကိုဒါဆိုရင်မင်းကငါเจ้าပြင်းအိုရန်ရဲ့တူရီသောသားဖြစ်တဲ့စံကုန်မီလေးမအီဘီလေးပဲဆိုပြီးနှိမ်ချပြောဆိုနေပါတယ်။နောက်ပြီးမင်းရဲ့ပုံစံကဘလို့မျိုးငကားအတွင်ပဲပြောင်းပါစေငါเจ้าကငါเจ้าဖဲလို့ဆိုလိုက်ပါတယ်။ဒါအပြင်ကဘာကြီးကငကားနှကောင်တူတူနေလို့ရလောက်တဲ့အထိကြီးမနေတာကြောင့်မင်းကိုဆုံးသက်ပေးမယ်ဆိုပြီး Blast Breeze နဲ့တိုက်ခိုက်ဖို့အတွက်အားယူနေပါတယ်။ ဒါကိုမြင်တော့လူဖီကမော်မွန်တို့စုကဲကိုမင်းလဲတစ်ခုခုသူ့လိုမျိုးပါဇက်ထဲကနေမှုတ်ထုတ်ကြည့်လိုက်ဆိုပြီးအတင်းခိုင်းပါလေဒါပေမဲ့မော်မွန်တို့စုကဲကသူ့အနေနဲ့ငကားစစ်မဟုတ်ပဲလူသားတယောက်ဖြစ်တဲ့အတွက်ငကားစစ်ဒီလိုမျိုးမီးမှုတ်ထုတ်ဖို့ကမဖြစ်နိုင်ဘူးဆိုပြီးပြန်ပြောပါလေဒါကြောင့်လူဖီလဲကြံရမရတဲ့အစုံကိုင်ရိုကိုလူသားဆန်ဆန်ပဲရန်ဖြစ်တယ်လို့မျိုးဖတ်ပြီးသားကိုက်ပလိုက်ဆိုပြီးအမိန်ပေးလိုက်ပါလေတစားထဲမှာပဲလူဖီကသူ့ရဲ့လက်မတွေကိုလေလေမှုတ်ထည့်လိုက်ရင်ဂီယာ3ကိုစတင်အသက်သွင်းလိုက်ကအီယာမဆင်းလက်တီးကြီးနဲ့အတူပဲကိုင်ရိုစီကိုပြေးဝင်သွားပါလေ အဲဒီနောက်မှာတော့လူဖီကကိုင်ရိုရဲ့ဥကောင်းတဲ့တဲ့ကိုမာဂျောချင်းစွန့်ထည့်သွင်းထားပြီးဆင်လက်သီးကြီးနဲ့ထိုးချလိုက်ပြီးဒါကိုခံလိုက်ရတဲ့ကိုင်ရိုလည်းရှဲဗလန်နဲ့ဤစိမ့်ဆောင်တတ်သွားခဲ့ရပါတယ်မမနိုစုကဲတယောက်လူဖီသူ့ကိုမာထားတဲ့အတိုင်းပဲကိုင်ဒိုကိုကိုက်ဖို့အတွက်ဟန်ပြင်နေခဲ့ပေမဲ့ယုတ်တရအတိတ်ကအကြောင်းတွေကခေါင်းထဲကိုရောက်လာခဲ့ပြန်ပါလိမ့်။အဲဒီတုန်းကသူတို့ကိုကဲတင်ဖို့ကြိုးစားနေတဲ့မေးဖြစ်သူကိုကိုင်ဒိုတယောက်ဘာရီချီလိမ့်ပက်ရိုက်ခဲ့ပူတာပါ။ဒီမြင်ကွင်းတွေကပဲမမနိုစုကဲရဲ့ဘဝတစ်လျှောက်လုံးကိုင်ဒိုကိုမြင်လိုက်ရတိုင်းတရေတကောင်ကိုတွေ့လိုက်ရတယ်လို့မျိုးကြောက်လန့်နေခဲ့ရတာဖြစ်ပါလိမ့်။ လက်ရှိချိန်မှာတော့မိုမိုနိုဆူကဲတယောက်နောက်ထပ်ဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုလုံးဝစဉ်းစားမနေတော့ဘဲနဲ့ဂိုက်ဒိုကိုမြန်မာလူကြီးခားလေကနေပြီးဖတ်ကိုက်ပြစ်လိုက်ပါရီအဲ့ဒီချိန်ဒေါသထွက်သွားတဲ့ဂိုက်ဒိုကသူ့ကိုလွတ်ပေးဖို့လမ်းမီးအမိန်ပေးနေခဲ့ပေမဲ့မိုမိုနိုဆူကဲကမလွတ်တာကြောင့်ဂိုက်ဒိုလည်း Blastbury ကိုထုတ်သုံးပြီးရှင်းပြဖို့ကြံစီလိုက်ပါတော့တယ်အရာလုံးဆုံးသက်သွားပြီလို့ထင်ရချိန်မှာပဲလူဖီကထွက်ပေါ်လာပြီးဂိုက်ဒိုရဲ့ပါဇက်တက်တဲ့ကိုသူ့ရဲ့လက်သီးနဲ့ပိတ်ထိုးပြလိုက်ကဘလတ်စပရီရဲ့အန်ဒီရဲ့ကနေကာဝယ်ပေးလိုက်ပါရီဂိုက်ဒိုတယောက်လဲကျသွားချိန်မှာတော့လူဖီက မင်းသူ့ကိုရောင်းအောင်ကိုက်နိုင်ခဲ့တာပဲဆိုပြီးမိုမိုနိုဆုကဲကိုချီးကျူးပါတယ်တဖက်မှာလေလူဖီရဲ့အော်တန်ကိုကြားလိုက်ရတဲ့အတွက်မဟာမိတ်တွေအကုန်လုံးနဲ့အားတက်သွားခဲ့ကဂူနာကတော့ကသူတို့တွေတွေ့လိုက်ရတဲ့ဘန်းရောင်နဂါကမိုမိုနိုဆုကဲမန်းသဘောပေါက်သွားခဲ့ကြပြီးပျော်ကုန်ကြပါလေလူဖီကမိုမိုနိုဆုကဲကိုမင်းသိလားဂူနာကတော့ကမင်းမရမကဖက်ကတ်လိုက်တဲ့ဂိုင်တွေကပင်လယ်အေဂရီတဘာပဲလို့ပြောနေပါတယ်နောက်ပြီးမင်းအနေနဲ့ဒီကွာမှာကြောက်စရာဆိုတဲ့အရာကြံသေးလားဆိုပြီးအော်ဟင်မိလိုက်ရင်မင်းဟာကဘာပေါ်မှာကြောက်စရာအကောင်းဆုံးဂိုင်တွေဆိုတဲ့ကောင်ကိုကိုက်ပြစ်လိုက်ပြီလို့လမ်းပြောလိုက်ပါတယ် စကားဆုံးမှာတော့မမိုနိုဆူကဲတယောက်လူဖီရဲ့ဆိုလိုရင်းကိုသဘောပေါက်သွားခဲ့ပြီးဘဲရောက်ကမှကြောက်စရာမရှိတော့ဘူးလို့ပြန်ဖြေလိုက်ကာဇလန်လေးကလည်းဒီမာရီမဲတခန်းရဲ့လို့သွားခဲ့ပြန်ပါရီ